ပထမဆုံးအကြိမ်ဖြစ်တရုတ်စီကနေတိုက်လေရင်တွေဝယ်ယူမယ်လို့အင်ဒိုနီးရှားကအတည်ပြုခဲ့ပါတယ်။အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးစီဂျောဖရိုင်ဆာဂျန်ဆော့ပတင်ကအင်ဒိုနီးရှားအနေနဲ့တရုတ်လုံချန်ဒူဂျေဒန်စီတက်လျင်အ ਨੇ ဆုံး52စီးကိုမှာယူသွားမယ်လို့အော်တိုဗာလာ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဒါဟာအနောက်မဟာမိတ်နိုင်ငံတွေစီကတက်လျင်တွေကိုပဲအစင်တစိုက်ဝယ်ယူခဲ့တဲ့လမ်းကြောင်းကနေအင်ဒိုနီးရှားကပထမဆုံးအကြိမ်သွေးဖက်လာခြင်းလည်းဖြစ်ပါတယ်။ဆာဂျမ်ဆော့ပတင်က နိုင်ငံရဲ့လေတပ်ကိုအစစ်မြေနိပညာတွေပေါင်းဆက်ပြီးခင်းတဲ့အညီမွမ်းမံဖို့ရည်ရွယ်ချက်ရဲ့အစိပ်အပိုင်းအနေနဲ့တရုတ်တပ်လေယာဉ်တွေကိုဝယ်ယူဖို့စဉ်းစားခဲ့တာလို့ပြောပါတယ်။စစ်ရေးသူတေသူတွေကတော့အင်ဒိုနီးရှားရဲ့ဆုံးဖြတ်ချက်ဟောင်းဒေသတွင်းလက်နက်ကိုင်ကုန်သွယ်ရေးကဏ္ဍမှာထိလွယ်ရှလွယ်တက်ရောက်မှုနဲ့အခြားရှုပ်ထွေးမှုတွေပေါ်လာစေနိုင်ကြောင်းထောက်ပြခဲ့ပါတယ်။စာဂျမ်ဆော့ပင်ကတော့ဂျေတန်စီရီဟာမကြာခင်ဂျာကာတာမြို့ရဲ့ကောင်းကင်ရံမှာပြန်တန်းနေတာကိုတွေ့ကြရလိမ့်မယ်လို့ပြောပါတယ်။ သူကအယောင်ဝယ်ကိစ္စအသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ပြောဖို့အငင်းဆိုသွားပါတယ်။အင်ဒိုနီးရှားကလေတက်အတွက်တရုတ်တိုက်လေယာဉ်တွေဝယ်ယူဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းကိုကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဗိုလ်ချုပ်ဖရက်ဂျောဝီနပ်စ်ကပြီးခဲ့တဲ့လမှာပထမဆုံးအကြိမ်ထုတ်ပြောခဲ့ပါတယ်။အင်ဒိုနီးရှားလေတက်ဟာတရုတ်တိုက်လေယာဉ်တွေကနိုင်ငံရဲ့လေကြောင်းကာကွယ်ရေးစွမ်းရည်ကိုအမှန်တကယ်တိကျရောက်မြင့်တင်နိုင်မလားဆိုတာကိုအထူးတလဲစမ်းစစ်လေ့လာနေတယ်လို့အဲ့ဒီတုန်းကဝီနပ်စ်ကမှတ်ချက်ပေးခဲ့ပါတယ်။ ဗန္ဒာယီဝန်ကြီးစာရီဝါကတရုတ်တက်လျင်တွေဝယ်ယူရေးအတွက်အသုံးစရိတ်ဒေါ်လာ9ဘီလီယံကျော်လောက်ကိုအတည်ပြုပေးထားပြီဖြစ်တယ်လို့ပြောကြားသွားပါတယ်။အင်ဒိုနီးရှားလက်တက်ဟာတရုတ်ဗြိတိန်နဲ့ရုရှားလိုတက်လျင်တွေကိုပဲအသုံးပြုနေခဲ့ပြီးတချို့ကိုခင်းနဲ့အညီအစ်စ်မြင့်ပြီးဆက်သုံးဆွဲတာတချို့ကတော့အနာပိတာတွေလုပ်ထားပါတယ်။အင်ဒိုနီးရှားဟာတရုတ်ရဲ့ဂျေတန်းစီတက်လျင်တွေသာမကပဲပြင်သစ်ရဲ့ဒဇော့စ်ရဖေးတက်လျင်၄၂စီးကိုလည်းမှာယူထားပြီး ပထမအတုပ်ကတော့နောက်နှစ်ဆန်းလောက်မှရောက်ရှိလာမယ်လို့ယူဆရပါတယ်။ဒါအပြင်တူရကီကလည်းလက်ရှိသုတေသနပြုတည်ဆောက်နေတဲ့အဆင့်ပြည်စမအမျိုးဆက်ခါအန်တက်လျင်48စီကိုအင်ဒိုနီးရှားစီတင်ပို့ပေးဖို့သဘောတူထားကြောင်းကြေညာထားပါတယ်။အရှိတောင်အာရှရဲ့စီးပွားရေးအင်အားအတောင်တင်းစုံနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားဟာကာကွယ်ရေးကဏ္ဍကိုတိတိတသားမွမ်းမံအစင်းမြင်ဖို့အားခဲလှုပ်ဆောင်နေပြီးပြင်သစ်ရဲ့ Scorbin Ever အမျိုးအစားရင်ငုတ်တင်ပို့နှစ်စီးနဲ့ Charles ဂျာဖြတ်ဟန်တာရဲ့ရေဒါစနစ်73ခုကိုဝယ်ယူဖို့အစီအစဉ်နေကြောင်းသိရပါရှင်